အာရှကြားကြီးအသင်းနဲ့ဖလားလူတော်မဲ့တိတ်မထူးတဲ့ဂိမ်းမှုများမင်္ဂလာပါပြည့်တက်ကြီးတို့ရေကျွန်တော်တို့ရဲ့ Venture Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဂိမ်းမှုတော်ဟာဒီနေ့ညမှာတော့အာရှကြားကြီးအသင်းကောင်းဆောင်မမောင်လင်းပါဝင်လာမဲ့အာဆီယံအော်စတာအသင်းနဲ့ရင်ဆိုင်လို့ရှင်ပြိုင်သွားရတော့မှာပါကစားရမှာကမလေးရှားနိုင်ငံကွာလာလပ်ပူမြို့ဘူကစ်ဂျာလီကွင်းကြီးထဲမှာဖြစ်ပြီးတော့မြန်မာစံတော်ချိန်ည9:00ကျော်မှာကန်ရမှာလည်းဖြစ်ပါတယ် ယူရိုပါလီဖိုင်နယ်မှာလန်ဒန်ဂျက်ဖာကြီးတို့တက်ခွာစီးလို့ဖလားလက်မဲ့လေးဖြစ်ချန်ပီယံလိဝင်ခွင့်လဲလွဲခဲ့တဲ့ဒီပရက်ရှင်ကောင်စိုးလေးဂိတ်တို့အဖွဲ့ကိုအာဆီယံသားတွေအထာမထားပဲဒုတိယလူဖြစ်အောင်ထပ်လုပ်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ပွဲတိုင်းကျော်တဲ့အာရှကြားကြီးတို့အစင်းကောင်းဆောင်မမောင်လင်ကရောအိမ်ဖြစ်အနေနဲ့ပဲလူစရင်တဲ့ပါတာလား။ပွဲကစားခွင့်ရောရသွားမလားဆိုတာစိတ်ဝင်စားဖို့ရကောင်းပါလေ။အခုလိုကဘာကျော်အသင်းဖြစ်တဲ့ဂိတ်တို့နဲ့ကန်ဝင်ရတာဟာမမောင်လင်အတွက်တော့အတော်လေးကိုကန်ကောင်းတယ်လို့ဆိုရမှာပါ။မမောင်လင်ကိုမြန်မာနိုင်ငံကဂိတ်ဖန်တိုင်းအားကြနိုင်မယ်ဆိုတာသိကြပါလေ။ အကြောင်းကတော့ဂိတ်တို့ဆိုတာသိတဲ့အတိုင်းမြန်မာရဲ့နိုင်ငံတော်အသင်းဖြစ်ပြီးတော့ဗီတောင်စုသမရမိုဘိုင်းလိကျန်ရှောင်းမီနေကမာဂိတ်နိုင်ငံတော်ရဲ့သခင်ကြီးတွေတဲကတပါးဖြစ်နေတာဖြစ်ပါတယ်။ဒါကြောင့်ဂိတ်မူတို့ကိုအပြင်းမအရှင်လက်လက်မြင်ဘူးဖို့ဆိုတာကမြန်မာနိုင်ငံကဂိတ်ဖန်အပေါင်းရဲ့အနိမ့်မှရည်မှန်းချက်ဖြစ်နေတာပါ။မမောင်လေးအနေနဲ့တန်ပေါင်းများသောလူတွေရဲ့အိမ်မက်ကိုအကောင့်ထဲပို့နိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ဒီဖိကောပလာပွဲကိုအရှိတောင်အရှဘောလုံးဖွဲ့ချုပ်ကဦးစီးဦးဆောင်ပြီးတော့ပြုလုပ်တာမျိုးဖြစ်ပါတယ် ကစားသမားတွေအတွက်ကိုတော့အာဆီယံဒေသတွင်းကနိုင်ငံအလိုက်အကောင်းဆုံးကစားသမားတွေကိုရွေးချယ်ပြီးတော့ All Star အသင်းဖြစ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့မြန်မာနိုင်ငံကနေကစားသမားတအုပ်ကိုရွေးရမှာတော့လက်ရည်စင်အသင်းကောင်းဆောင်မမောင်းလင်းကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။အောင်သူတို့လိုပြည်ပရောက်ကစားသမားကောင်းတွေများစွာရှိတဲ့အထက်ကမှရွေးချယ်ခြင်းခံရတာဖြစ်တဲ့အတွက်မမောင်းလင်းအနေနဲ့ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။အာဆီယံ All Star အသင်းမှာမမောင်းလင်းကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းကတော့ မမောင်လေးဟာလက်ရှိမှာမြန်မာလက်ရွေးစင်ကိုစားပြုကစားနေသူဖြစ်သလိုအာဆီယံရဲ့အဆင့်မြင့်လိတွေတဲကတစ်ခုဖြစ်တဲ့ Thai Premier League မှာပုံမှန်ပွဲကစားခွင့်ရရှိနေလို့လည်းဖြစ်ပါတယ်။လက်ရှိမှာမမောင်လေးဟာ Lanfon Warrior FC အတွက်ကစားပေးနေသူဖြစ်ပြီးတော့ပရိသတ်ကလည်းအခိုင်အမာရနေတဲ့ကစားသမားဖြစ်ပါတယ်။အာဆီယံ All Star အသင်းကိုနီးပြသွားမယ်သူကတော့ BNL လက်ရွေးစင်အသင်းနီးပြ Mr. Kensa Sit ဖြစ်ပါတယ်။ဂိမ်းမှုတော်ဟာပြီးခဲ့တဲ့ရာသီမှာတော်တော်လေးကိုတိုင်ပတ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။အသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရာသီကိုပိုင်ဆိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးတော့ တမ်းမဆင်းခဲ့တာတော့မှကံကောင်းတယ်လို့ဆိုရမှာပါ။ပရီးမီးယားလိမှာအဆင့်15ထိရောက်နေခဲ့ပြီးတော့တပွဲတမန်တုံးသာသာပဲစူးစောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ယူရိုပါလိဖိုင်နယ်ရောက်ခဲ့သေးပြီမဲ့ကိုလိုပဲဘဝတူပြည်တွင်းလိမှာရုန်းကန်နေရတဲ့လန်ဒန်ချက်ဖာကြီးတို့ကိုမကြောဖြတ်နိုင်တာကြောင့်ဖလားလက်မဲ့ဖြစ်သွားခဲ့တာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့ဂိမ်းမှုတို့လဲနောက်ရာသီချန်ပီယံလိဝင်ဝင်နေပါလွဲချော်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဂိမ်းဖန်တွေလဲဝမ်းနဲ့ပတ်လက်နဲ့အခန်းနဲ့ကက်ဆက်ထက်ဆွေးလိုက်ရပြီးတော့ပထုံးစံအတိုင်းနောက်ရာသီညှော်လိုက်ရတာဖြစ်ပါတယ်။ ်ဂိမ်မူရိုဟာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့အန်စတွန်ဗီလာကိုအနိုင်ယူထားနိုင်ပြီးလာမယ့်ခြေစမ်းပွဲမှာလူစုံထုတ်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဂိမ်မူရိုအနေနဲ့မမောင်းလေးပါလာနိုင်တာကိုမတားဆီးနိုင်ပေမဲ့အိုနာနာကိုတော့မပါဝင်အောင်လုပ်လို့ရနိုင်ပါတယ်မဟုတ်ရင်တော့မမောင်းလေးနဲ့အတွေ့မှာအိုနာနာလက်ဆွမ်းတွေကတော့ဂိုးတွေကိုအလှူတွေလိုပေးရမှာဖြစ်ပါတယ်အဆုံးထိချိန်ပေးခဲ့ကြတဲ့တော့အားလုံးကိုကျေးဇူးထူပေးတင်ရှိပါတယ်ခင်ဗျာ